မင်္ဂလာပါရှင်။မင်္ဂလာပါပြည်။ဟုတ်ကဲ့ပါဟုတ်။အဲလေးပန်းနာနှလုံးယောဂါကိုပေါ့နော်။ဟိုဘယ်လိုမျိုးစမ်းသပ်ပြီးတော့မှဟိုသိရှိနိုင်မလဲဆရာဒီလိုမျိုးဖြစ်နေတယ်ဆိုတာမျိုးပေါ့နော်ဆရာဟုတ်။အဲတော့ဘယ်လိုသိနိုင်လဲဆိုတော့နှစ်ပိုင်းပြောရမယ်ဆိုလေးပန်းနာအဖျားကိုတစ်ပိုင်းပြောရဆိုလေးပန်းနာနှလုံးယောဂါအကြောင်းလည်းတစ်ပိုင်းပြောရတာပေါ့နော်။အဲတော့ဆရာတို့လူနာကိုလူနာကိုလူနာတယောက်ကိုစပြီးတော့ကြည်ပြီးဆိုရင်တော့အဲ ဘယ်အနေစလဲဆိုရင်တော့ယောဂလက္ခဏာရာဇဝင်ပေါ့ history ယူရတယ်ပြီးရင် examination ဆိုတဲ့စမ်းသပ်စစ်ဆေးမှုလုပ်ရတယ်ဒီတွေးရှိချက်တဲ့ပေါ်မူတည်ပြီးတော့မှအဲတင့်တော်တဲ့စစ်ဆေးမှုတွေကိုဆက်လုပ်ရတာပေါ့နော်အဲ့တော့ယောဂလက္ခဏာအနေနဲ့ဆိုရင်လေဘနာအဖျားဆိုရင်ခဏခဏခဏအဲဒီလေဘနာတွေဖျားတယ်အဆစ်တွေရောင်းနေနားတယ်အဲဒီလိုလက္ခဏာမျိုးတွေ major major လက္ခဏာတွေရှိနေနိုင်တယ်ပေါ့နော် အဲသူ့မှာနောက်တစ်ခေါက်ကျတော့ခဏခဏဖြစ်တဲ့ repeated infection ရရင်လည်းအဲ့ဒီ repeated infection ရတဲ့လက္ခဏာမျိုးတွေလည်းရှိနိုင်တယ်ပေါ့အဲ့ဒီယောဂနဲ့ဆက်ဆက်တဲ့လက္ခဏာတွေပေါ့နော်ဟိုမှာအဲဖျားတဲ့လေပင်နာတယ်နောက်ဟိုဒီ acid တွေရောင်နေနာတယ်ပေါ့နော်အဲပြီးရင်နှလုံးအဆိုးရှင်နှလုံးကြွက်သားတွေရောင်နေအခြေအနေနဲ့ဆိုရင်ရင်ဘတ်အောင်တယ်မောလေမောတယ်ရင်တုံတယ်နော်အဲဒီနောက်ပြီးတော့ ုံတရမမှန်တဲ့အာယုံကြောတုံ့ပြန်မှုတွေရှိတယ်ဒါဒီလက္ခဏာတွေနဲ့လူနာတွေက present လုပ်နိုင်တယ်ပေါ့နော်အဲ့တော့ကိုရီးယားကျတော့စမ်းသပ်မှုစစ်ဆေးမှုမှာကျတော့ဘာတွေတွေ့နိုင်လဲဆိုတော့ခဏပြောတဲ့ major criteria တွေဒီလူနာမှာဘာတွေရှိနေလဲပေါ့နော်အစ်စ်ကောတကယ်ရောရောင်နေလားတချို့ကနာတာကိုပဲပြောပြီးတော့ရောင်တာရောင်တာကိုတကယ်ရောင်တာမဟုတ်ပဲနဲ့နာတာလောက်ကိုပဲပြောတာကြီးလည်းရှိတတ်တယ်ပေါ့နော်အဲ့တော့ major criteria ဟာကိုဆရာတို့ကြည့်ရတယ် ီးတော့မှခဏပြောတဲ့ကြွက်သားရောင်နေဆိုရင်လည်းကြွက်သားရောင်တဲ့လက္ခဏာတွေပါရှိလဲတကယ်ကောနှလုံးခုန်လုံးမြန်နေသလားနှလုံးမှာရောအဲပျက်စီးနေတဲ့လက္ခဏာတွေပေါ်နေပြီလားဒါဒီကိုဆရာတို့က examination လုပ်ရတော့ပေါ့ပြီးတော့မှဆရာတို့ကဒီ major criteria တွေကိုဟိုကြည့်ပြီးတော့တကယ်ဘယ်နှချက်ပါသလဲဒါတွေကိုဆရာတို့ကစစ်ဆေးရတာပေါ့နော်ဘယ်နှချက်ပါသလဲပြီးတော့မှဒီလက္ခဏာတွေကရောဒီအခုပိုးဝင်တဲ့ ဒီပိုးကြောင့်ဖြစ်တာဟုတ်ရဲ့လားဆိုတဲ့ evidence တခုကိုဆရာတို့ကရှာရတယ်။အဲဒီ evidence ရှာတဲ့နေရာမှာသူစစ်တဲ့နေနဲ့ရှာလို့ရတယ်ခဏပြောရဲ ESO တိုင်းလို့ရတယ်။နောက်တနည်းကတော့ throat swab လို့ခေါ်တဲ့ level အနေအဲဒီဆရာတို့အခု covid ကာလမှာဆရာတို့နှာခေါင်းပေါက်နှိုက်တယ်လို့ပဲပေါ့နော်။အဲဒီကနေအဲအတန်လေးနဲ့ဒီ level အနေတစ်ဆင့်ပိုးမွေးကြည့်လို့ရတယ်။အဲမှာ ESO တွေတက်နေမယ်ဒါမှမဟုတ်လည်းအဲဒီ swab swab ကာချာမှာအကောင်ပေါက်နေမယ်။နောက်ပြီးတော့ရင်တုံတဲ့လက္ခဏာမှာ attach ဒီကြက်သားရောင်တဲ့လက္ခဏာကိုဘယ်နည်းနဲ့သိနိုင်မလဲဆိုတော့ယောဂလက္ခဏာနဲ့သိနိုင်တယ်လို့ ECG ဆွဲကြည့်ရင် ECG မှာအပြောင်းလဲတွေမြင်နိုင်တယ်။နောက်ဒီထက်ပိုပြီးတော့တည်တည်ကြဲကြဲဆိုရင် echo cardiogram လို့ခေါ်တဲ့နှလုံးတယ်လီဗီရှင်အဲကြည့်ခြင်းနဲ့စစ်ဆေးတာတွေလုပ်လို့ရတယ်ပေါ့နော်။ဒီနည်းနဲ့ဆရာတို့ကဒီဘက်နာအဖျားရဲ့အဲလက္ခဏာတွေကိုသိနိုင်တယ်။လေဘက်နာအဲနောက်ဆက်တွဲအနေနဲ့တော့တချို့တွေကဒီလေဘက်နာအဖျားအနေနဲ့ present မလုပ်ဘဲနဲ့ စားပြီးတော့လာတဲ့အခါကိုယ်လာပြတဲ့ကမောတယ်ရင်တုံတယ်နှလုံးရဲ့နှလုံးအားနေတဲ့လက္ခဏာနှလုံးဟိုဟိုယောဂလက္ခဏာတွေနဲ့လာပြတဲ့အချိန်ကြရင်တော့အဲ့ဒီလက္ခဏာတွေရဲ့မောတယ်ဆိုရင်အဲလူနာကမောလွယ်ပန်းလွယ်ဖြစ်တယ်နှုံးတယ်ခြေလက်မတည်ခြင်းဘူးခြေတောက်တွေအန်းတယ်လှဲအိပ်လို့ရှိရင်မောတယ်နော်အဲဒီထက်ပို့ပြီးတော့ဆိုရင်အဲအသေးရောင်လာလို့ရှိရင်အသေးကြီးရင်အောင့်နေနာတယ် အဲမျက်လုံးတွေဝါလာတယ်အဲဒီလက္ခဏာတွေနောက်တစ်ခါကျတော့ရင်တုံတယ်ပေါ့နော်အဲတချို့တွေလည်းဒီထက်ပိုပြီးတော့ဆူဆူဝါးဝါးဆိုရင်အဲဒီနောက်ဆက်တွဲအနေနဲ့တွေးခုံလုံးမမှန်တာနဲ့တွဲလာတဲ့အတွက်ဘာဖြစ်လဲဆိုတော့အဲတွေးခုံလုံးမမှန်တဲ့နောက်ဆက်တွဲအနေနဲ့နှလုံးထဲမှာဟိုဒီတွေးလက်ပတ်မှု မကောင်းလို့ရှိရင်တွေးခဲဝါတတ်တယ်အဲတွေးခဲပြုတ်သွားပြီးတော့ငငယ်ငယ်ရင်နဲ့လီဖြတ်တဲ့လက္ခဏာမျိုးတွေနဲ့လာတတ်တယ်ဒါနှလုံးလေးဘက်နှလုံးရဲ့ presentation က သူ့နဲ့ဆက်ဆက်တဲ့နောက်ဆက်တွဲကိုလက္ခဏာတွေကသူဘလိုပုံစံနဲ့လာလဲပေါ့မူတည်ပြီးတော့ယောဂလက္ခဏာတွေကကွဲပြားသွားမှာပေါ့အဲ့ပေါ်မူတည်ပြီးတော့ဆရာတို့ကဆန်းလိုက်လို့ရှိရင်အာနှလုံးအဆိုရှင်ကျင်းတဲ့လက္ခဏာတွေရှိနေလားဒါဆိုရင်ဆရာတို့နားထောင်တဲ့အခါကျရင်နှလုံးသူကျော်အဲအဆိုရှင်ကျင်းတဲ့အတံပူတွေကြားနေရမှာပေါ့ကျဲနေတယ်ဆိုရင်လည်းကျဲနေတဲ့အတံပူတွေကြားနေရမှာပေါ့နောက်ပြီးတော့အဆိုရှင်မှာပိုးတွယ်တယ်ဆိုရင်လည်းပိုးတွယ်တဲ့လက္ခဏာတွေဖြားတာရဲ့နာတာရှိဖြားတာရဲ့ခဏပြောတဲ့ဒီ နှလုံးအဆိုရှင်ပျက်စီးတဲ့ပျက်စီးတဲ့ယောဂအတိတ်နဲ့ပုံမူတည်ပြီးတော့ဆရာတို့ဟိုသိနိုင်တယ်ပေါ့ဟုတ်ကဲ့ပါဆရာဟုတ်ဟိုအဲ့ဒါဆိုလို့ရှိရင်ပေါ့နော်ဆရာဒီလေးပန်းတာနှလုံးယောဂကိုကပေါ့နော်ဆရာဟိုအပီးအပီးပြောက်ပေါ့နော်အပီးပြောက်သူ့ကိုအဲ့လိုမျိုးဟိုကုသလို့ရလားဒီပုံမှန်ပေါ့နော်နှလုံးယောဂဖြစ်ရင်ခွဲစိတ်တာမျိုးဓမ္မမဟုတ်ဆေးတောက်တာမျိုးဒါမျိုးညီနေကုသလို့ရလားဘယ်လိုမျိုးကုသမှုနည်းလမ်းလေးရှိလဲဆိုတာလေးပြပြပေးပါအောင်ရှင့်အာ နှလုံးရောဂါလေးဘက်နာကြောင့်နှလုံးပျက်စီးသွားတဲ့အခြေအနေမျိုးဖြစ်သွားပြီဆိုရင်တော့သူ့ရဲ့ယောဂါအတိမ်အနက်ပေါ်မူတည်ပြီးတော့ယောဂါတန့်သွားအောင်လုပ်လို့ရတာရှိသလိုယောဂါဖြစ်တဲ့ဟာကိုမကောင်းတဲ့အဆိုရှင်ကိုချဲ့ပြစ်တာချဲ့လို့ရတာဒါမှမဟုတ်လည်းချဲ့လို့မရတော့ရင်အဆိုရှင်လဲပြစ်တယ်ခွဲစိတ်ကူတောင်းမှုမျိုးတွေကိုလုပ်လို့ရတယ်ပေါ့နော်ဒီယောဂါကိုပျောက်အောင်တော့လုပ်လို့မရဘူး ဲ့တော့တချို့အခြေအနေတွေနှလုံးကအဆိုးရှင်ပျက်စီးတဲ့အခြေအနေမဟုတ်သေးဘူးကြက်သားရောင်တဲ့အဆင့်လောက်ပဲရှိတဲ့ဟာမျိုးဆိုရင်တော့ဒီလိုမျိုးစင့်ငယ်နောက်ဆက်တွဲမဖြစ်အောင်ဆိုရင်တော့ဒီလိုမျိုးပျက်စီးတဲ့အဆင့်ထိမရောက်အောင်ပိုသက်စီကိုရေရှည်ဆွဲတောက်ခိုင်းတဲ့ဟာမျိုးတွေတော့ရှိပါတယ်ပြက်သွားတဲ့အဆင့်မှဆိုရင်တော့ဒီယောဂမတူးအောင်လုပ်လို့ရတာတစ်ဆင့်ရှိမယ်ဒါမှမဟုတ်ဖြစ်ပြီးသွားတဲ့ဟာကိုကျတော့ကုတာတစ်ခုရှိမယ်ဒါကနောက်ဆက်တွဲ ဒီခဏပြောတဲ့လေဖြတ်တဲ့ဟာတို့သူ့ရခုံလုံးမမှန်တာတို့เนาะနောက်ဆက်တွဲဟာတွေကိုကုသတာဥစ္စာတွေကတခုရှိမယ်ကြဟုတ်ဟိုဒါဆိုလို့ရှိရင် ပေါ့နော်လေးပန်းနာနှလုံးရောဂါအတွက်ကဒီဟိုနေထိုင်မှုပုံစံနေကြက်စားတောက်ပုံစံနေအဲဆေးတောက်တာတွေပေါ့နော်အဲအဲ့ဒါမျိုးအပြင်နေရောဘလိုမျိုးကုသမှုနည်းလမ်းနေရောဟိုရှိနိုင်သည်လဲဆရာဟုတ်ကဲ့ပါအဲ့တော့ဟိုလေးပန်းနာအဖျားအတွက်ကောလေးပန်းနာနှလုံးရောဂါအတွက်ကောက ူတာတဲ့ညီကတော့ဟိုအဆင့်လေးတွေနဲ့ရှိတယ်ပေါ့နော်သူ့ဘာသာသူအဆင့်လေးတွေနဲ့ရှိတယ်အဲ့တော့ယောဂဆိုတာကတော့မဖြစ်ခင်ကြိုတင်ကာကွယ်တဲ့ညီကတော့အကောင်းဆုံးပေါ့လေအဲ့တော့လေဘနာဒီနှလုံးယောဂကတကဘာလုံးအတိုင်းအတာနဲ့ကြည့်မယ်ဆိုရင်သူကတကဘာလုံးရဲ့ data ရပေါ့နော် World Health Organization လို့ခေါ်တဲ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက2021ခုနှစ် data အရဆရာပြောရမယ်ဆိုရင်တော့တကဘာလုံးမှာဖြစ်ပွားနှုန်းက55 သန်းလောက်ရှိတယ်နော်အဲ့ဒီမှာမှာဒီလေးဘက်နာနှလုံးရောကြောင့်တေဆုံးနှုံးဒီ3သိန်း6တောင်းလောက်ရှိတယ်လို့သူတို့ထုတ်ပြန်လာတာရှိတယ်ဒီ2020ဒီရန်ကုန်စေယုံကြီး data အရပြောမယ်ဆိုရင်တော့ဒီဟိုလေးဘက်နာကြောင့်အသက်ဆုံးရှုံးရတဲ့လူက900နီးပါးလောက်ရှိတယ်သူတို့2010တနှစ်အတွင်းပေါ့နော်အဲ့ဒါရှိတော့ဒါပြောမယ်ဆိုရင်တော့ဒီဟိုပေါ့ကျမကြီးအရာကျမကြီးရှူတောင်းရအကျင်ဒီဥစ္စာက ဟိုတချို့ဟာတွေကကာကွယ်လို့ရတဲ့ဟာဆိုရင်ကာကွယ်လိုက်ခြင်းအပြင်ဒီလိုအဆင့်ထိမရောက်သွားရင်ဒီတေရှုံးလုံးတွေကိုဆိုတော့ short ချပေးနိုင်မှာပေါ့နော်အဲ့တော့နောက်ပြီးတော့ဒီလေဘနာနှလုံးရောဂါကဘာကြောင့်ဖြစ်လဲဆိုတာအစောပိုင်းလက်ချာပြောခဲ့တယ် streptococcus ကြောင့်ဖြစ်တာပေါ့နော်နောက်တစ်ခုကကြတော့လေဘနာနှလုံးရောဂါတည်းဒီဖြစ်ပွားနှုန်းဒီဘသူတွေမှာဖြစ်ပွားလဲဘယ်နေရာမှာဖြစ်ပွားလဲဆိုတော့အများစုကတော့ developing countries တွေပေါ့နော်ဆရာတို့ ဟိုတိုင်းပြည်တွေမှာ ဖြစ်ပွားတာများတယ်အာဖရိကလိုဟာမျိုး South East Asia เนาะအခုလိုရှေ့တောင်အာရှလိုနိုင်ငံမျိုးတွေမှာ ဖြစ်ပွားနှုန်းဟာများတယ်ဖြစ်ပွားနှုန်းများတယ်အဲ့ဒါဘာကြောင့်ဖြစ်လဲဆိုတော့ခုနပြောတဲ့တိုင်းတိုင်းပြည်တစ်ပြည်ရဲ့ဒီအခြေခံကြွယ်ဝမှုနဲ့လဲဆိုင်တယ်ပေါ့เนาะနောက်ပတ်ဝန်းကျင်နဲ့လဲဆိုင်တယ်ပတ်ဝန်းကျင်ကမတန့်ရှင်းဘူးပတ်ဝန်းကျင်ကပတ်ဝန်းကျင်လေးကမတန့်ရှင်းဘူးပတ်ဝန်းကျင်ကရေကောင်းရေသန့်မရဘူးဆိုရင် ဒီယောဂတွေဖြစ်ပွားနှုန်းကပိုများတယ်เนาะဖြစ်ပွားတဲ့အရွယ်ကလည်းကျောင်းနေတဲ့အရွယ်လေးတွေ၅နှစ်ကနေအသက်20အတွင်းဆိုတော့အဲ့လိုမျိုးအရွယ်လေးတွေကအရွယ်ကောင်းနေအဲ့ဒီအရွယ်ကောင်းနေမှာမှဟိုဒီလိုမျိုးတေချာစနစ်တကျဆရာတို့ကယောဂကိုတိတိကျကျယောဂနာမည်မတတ်မိဘူးအဲဟိုစနစ်တကျမကုမိဘူးဆိုတော့နောက်ဆက်တွဲနေနေလေးဘက်နာနှလုံးယောဂအထိဖြစ်သွားလို့ရှိရင်အဲဘာဖြစ်နိုင်လဲဆိုတော့ သူတို့မှာတသက်လုံးဒီယောဂာကြီးနဲ့နေသွားရမယ်တက်တန်းလည်းတူမယ်ပေါ့နော်အခုတာဖို့နီလန်းကတော့ခဏပြောတဲ့ပတ်ဝန်းကျင်ကိုလည်းကောင်းအောင်ပြုပြရမှာပေါ့နော်ဒါပထမအဆင့်နေနဲ့နောက်တစ်ဆင့်နေနဲ့ကတော့ဟိုယောဂာဖြစ်ပွားတဲ့ဒီခဏပြောတဲ့လက္ခဏာတွေကိုစောစောသိမယ်ဆိုရင်စောစောတေချာစနစ်တကျကုမယ်ဆိုရင်အဲစီးတေချာတောက်မယ်ဆိုရင်ဒါကဒီခဏပြောတဲ့နှလုံးထိခိုက်လေအထိ မရောက်တော့ဘူးเนาะဒါတခုပေါ့เนาะအဲ့တော့အဲ့လိုကူတာဖို့ဆိုရင်လည်းဒီခဏပြောတဲ့ဟိုဒီမှာ information link တခုပေးချင်တာက ASO တခုထဲနဲ့ဆရာတို့ကစေးမကူဘူး ASO တခုထဲနဲ့စေးမကူခဏပြောတဲ့ major criteria minor criteria တွေပြည့်စုံတော့မှဒါဆရာတို့ကဘာဖြစ်ဆိုတော့ဒီလိုမျိုးနှလုံးဟိုလေဘနာအဖျားကနေတစ်စင်းနှလုံးလေဘနာနှလုံးရောဂါဖြစ်သွားနိုင်ခြင်းရှိတဲ့ဥစ္စာက ပါစန်တေ့ကဖြစ်သွားတဲ့လူတွေမှာဆိုရင် ဖြစ်နောက်ထပ်နှလုံးယောဂဖြစ်ဖို့အတွက် chance ကများတယ်။များတော့ဒီလိုမဖြစ်အောင်ဆိုရင်ယောဂတိတိကျကျကျော်တတ်မှတ်ဖို့လိုတယ်။အဲ့တိတိကျကျတတ်မှတ်ပြီးရင်လည်းရေရှည်ပိုးသက်ဆေးကိုခဏပြောတဲ့နှလုံးလေးဘက်နာတိမဖြစ်သွားဖို့အတွက်ကိုရေရှည်ဆွဲတောက်ရတဲ့အခြေအနေတွေရှိတယ်။သူကတော့အဲ့ဒီဆွဲတောက်မဲ့အခြေအနေတွေကတော့သူ့ရဲ့ယောဂအတိတ်နဲ့ပေါ်မူတည်ပြီးတော့နှလုံး ဟိုကြွက်သားရောင်သွားတဲ့အချိန်တွေပျက်စီးမှုအချိန်တွေပေါ်မူတည်ပြီးတော့9နှစ်ကနေ10နှစ်တချို့တွေလည်း life long အထိစေးတော့ရတဲ့အနေအထားမျိုးတွေရှိတာပေါ့နော်ဆိုတော့ကအဲ့တော့ prevent ဟိုကုသတဲ့နေရာခဏပြောတဲ့ပတ်ဝန်းကျင်ကောင်းရမယ်စောစောတည်ရမယ်စောစောကုရမယ်စောစောကုတဲ့ဥစ္စာကဘာအတွက်ရွယ်လဲဆိုတော့နှလုံးမပြည့်စုံဖို့အတွက်ရွယ်တယ်တခါနှလုံးပြည့်စုံသွားလာပြည့်စုံသွားရင်တော့လေပြည့်စုံသွားတဲ့အလျောက် ကျတော့ဆက်ကူရတော့မှာပေါ့ခဏပြောတဲ့ association ချေတာတို့เนาะ association လဲပြစ်တာတို့ဒါမျိုးတွေလောက်ရတော့မှာပေါ့တကယ်နဲ့လေဖြတ်တော့လို့ဆိုလေဖြတ်တဲ့နောက်ဆက်တွဲတွေလိုက်ကူရတော့မှာပေါ့เนาะဒီနည်းနဲ့ဆရာတို့က step by step ကိုဆရာတို့ကကူရတယ်အဲ့နည်းနဲ့ဆရာတို့ကုသမှုတွေကရှိတော့အဲ့တော့မှာကျင်တာကတော့ပတ်ဝန်းကျင်ကိုကောင်းအောင်လုပ်ရမယ်နောက်တစ်ခုကကြတော့စောစောတိဖို့လိုတယ်စောစောတိရင်စနစ်တကျအဲဟို ကုသရင်ဒီဟာကဒီနှလုံးရောဂါဖြစ်ပေါ်တဲ့နှုံးကကျသွားမယ်။တန်းပြည်ရဲ့ဝန်တော့ဝန်ဘိုးလည်းညော့သွားမှာပေါ့နော်။ဟုတ်ကဲ့ပါဆရာဟုတ်အဲဒါဆိုရင်ဒါဆရာကြီးအခုလိုမျှဝေပေးတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဟိုလေးပတ်နာနှလုံးရောဂါအကြောင်းကိုဒါပြပြစုံစုံနဲ့တီးခွင်ရခဲ့ပါတယ်ဆရာအဲ့အတွက်လည်းဆရာကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ဆရာဟုတ်ကဲ့ပါဆရာလည်းအခုလိုမျိုးဖိတ်ကြားပေးပြီးတော့ကျမရဲ့ပညာဖြန့်ဝေပေးတဲ့အစီအစဉ်လေးမှာပါဝင်ခွင့်ရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ် ဟုတ်ကဲ့ပါဆရာဟုတ်ဒါပေါ့နော်ဒါဆိုနောက်ဆုံးအနေနဲ့ဆရာအနေနဲ့ကောပေါ့နော်အာဒီမိဘပြည်သူတွေကိုအာဒီကဘာနှလုံးကျန်းမာရေးနေ့အထိမ်းအမှတ်နေနဲ့ရောဒီလေးပတ်နာနှလုံးရောဂါအကြောင်းဆရာအနေနဲ့ထပ်ပြီးတော့ဟိုမှားချင်တာလေးရှိသေးရင်လည်းပြောပြပါအောင်ရှင်ဆရာအဲကျန်းမာရေးအတိကိုရှိကြပြီးတော့ယောဂါကိုစောစောစီစီထီထီရရောက် ကုသခြင်းအပြင်လေးပတ်နာနှလုံးရောဂါကိုကာကွယ်နိုင်မှာဖြစ်ပါတယ် အားလုံးစိတ်ချမ်းသာကိုကြမှာရှိကြပါစေဟုတ်ကဲ့ပါဆရာကျေးဇူးများတင်ပါတယ်ရှင်ဟုတ်ကဲ့ဆရာလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ ခုဆိုလို့ရှိရင်တော့2025ခုနှစ်စက်တဘာ29ရက်နေ့မှာကြာရောက်မယ်ကမ္ဘာနှလုံးကျန်းမာရေးနေ့ထိမ့်မှန်နေတဲ့ဒါဆွေးနွေးဟောပြောပေးခဲ့တာပဲဖြစ်ပါတယ်ရှင်ကြီးစုနေကြတဲ့မိဘပြည်သူများအနေနဲ့လည်းဒီအစီအစဉ်လေးကိုကြည့်ရှုပြီးတော့မှအာလေးဘက်နာနှလုံးယောဂနဲ့ပတ်သက်ပြီးတော့ဘူးတူတာရဲ့အများရရှိမယ်လို့လည်းမျှော်လင့်ပါတယ်ရှင်နောက်ထပ်နောက်ထပ်ဒီမှာလည်းကျမတို့ Ayu International ဈေးရုံကြီးကနေပြီးတော့မှအခုလိုမျိုးဘူးတူတာရပွဲကျမအစီအစဉ်များကိုဆက်လက်တင်ဆက်ပြီးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Ayu International ဈေးရုံကြီးရဲ့ official Facebook page YouTube channel နဲ့ TikTok channel တွေမှာလည်းဆက်လက်ဆောင် ဲ့ကြည့်ရှုပေးကြပါအောင်ရှင်ကျေးဇူးများရှိတင်ပါတယ်ရှင်